မင်္ဂလာပါရှင်မြန်မာမီဒီယာသတင်းအော်တိုဘာလ၄ရက်နေ့2025ခုနှစ်အခုပြန်ဆက်ရမည့်သတင်းကတော့ RA ကရက်တာတော် AA ဘိုးချုပ်ထိုးရနိုင်ကရခိုင်စကားပုံကြီးကိုဖော်ပြလက်ပါတယ်ရှင်ရခိုင်စကားမှာရှိတယ်ရောက်ခမတည်တာနဲ့ငခုစူးတာနဲ့တိုက်ဆိုင်နေတာပေါ့ဗျာ NLD ကတော့ဘာမှမအောင်နေတဲ့ဘယ်လိုပြောမလဲသူ့ရဲ့ဟို promise တွေကိုဘာမှသူ့အကောင့်ထဲမှာခေါ်နိုင်ဘူးအာသာချက်လို့တော့မပြောလို့ပါဘူးဒါပေမဲ့လို့ ူတို့ဟာစစ်ရဆွဲမှုကိုကျူးလွန်နေတာဟာအာဒီတနေ့နေ့မဟုတ်ပါဘူးနေ့ပေါင်း80လောက်ရှိပါတယ်သူတို့ဟာရှမ်းပြည်မှာဘာလို့ကချင်းပြည်ကရင်ပြည်မှာဘာလို့လဲဆိုတာလူမသိသူမသိနဲ့ပြည်မုံကောင်မြောက်များစွာရှိတယ်အခုမှအာဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးမှအာဒါတွေကိုသူများအတိလာတာဖြစ်တယ်ဘာပဲပြောပြောဒီချိန်မှာသူတို့ကို ICC ကဆွဲချက်တွေတင်ထားတဲ့ပုံမှာရခိုင်ပြည်မှာလုတ်တဲ့ချိန်မှာတောင်မှလက်လွန်ချေလွန်ဖြစ်နေတာလေအတိုက်ရှိတယ် အာအာဒါမဲ့သူတို့နည်းနည်းတော့တတိထားတယ်အာဒါဟာကျွန်တော်တို့ရဲ့လူထုအတွက်အာနည်းနည်းပါးပါးတော့သက်သာတာပေါ့ဒါမှမဟုတ်ရင်ဒီထက်အများကြီးမိုက်ရိုင်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ်အခုလည်းတိတ်တော့မထူပါဘူးကျွန်တော်တို့ရခိုင်စကောမှာရှိတယ်ရောက်ခမတည်တာနဲ့ငခုစူးတာနဲ့တိုက်ဆိုင်နေတာပေါ့ဗျာ NLD ကတော့ဘာမှမအောင်နေတဲ့ဘယ်လိုပြောမလဲသူ့ရဲ့ဟို promise တွေကိုဘာမှသူ့အကောင့်ထဲမခေါ်နိုင်ဘူးအဲ့ဒီမှာရခိုင်ဖက်ကပြဿနာတွေကိုသူကအပြစ်ပုံချတာပေါ့အဲဒီလိုပဲကျွန်တော်မြင်တယ်အဲတကယ်ဆိုသူအဆောင်စားရှင်းရင်သူ့မှာလုတ်เสียအောင်လုတ်တယ်အများကြီးရှိတယ်ကျွန်တော်က NLD ပါတီရဲ့ခေါင်းဆောင်ဆိုရင်ဒီထက်တိုးတက်အောင်တော့အများကြီးလုတ်နိုင်မထင်နဲ့ကျွန်တော်တကယ်ပြောတာဟုတ်ကဲ့ပါဒီလိုတော့မဟုတ်ဘူးအာတခါတလေကနိုင်ငံရေးပါတီတွေကအာဏာရဖို့ကြိုးစားတဲ့ဟို campaign promise တွေရှိတယ်သူတို့က မဲနိုင်ခြင်းတဲ့အချိန်မှာအဲ့ဒီ campaign activity ပဲရှိတယ်တကယ်လို့အဲ့ဒါတွေကို account ထဲ format ဆွရင်မရှိဘူးကျွန်တော်မြင်တယ်ဒါဟာမြန်မာနိုင်ငံရဲ့အခြေခံဆင်းရဲဒုက္ခရောက်နေတဲ့လူတွေအတွက်အဲတကယ်ဟိုတနာစရာအခြေအနေပေါ့လေကံမကောင်းတဲ့အနေအထားတစ်ခုဖြစ်နေတယ်အာကျွန်တော်တို့မှာ water မညံ့တဲ့မျိုးမင်းချက်တော့ရှိတယ်။အာခင်ဗျားတို့ဒီကိုလာတဲ့အချိန်မှာပေါ့ဒီအနေထားတစ်ခုလုံးကိုကြည်လိုက်ပါ အာဝော့ပြည်မှာအာသူ့မှာလည်းမကောင်းတဲ့င်းရှိတယ်ကောင်းတဲ့င်းလည်းရှိတယ်ဘာပဲပြောပြော ကောင်းပြီဖြစ်စင်မကောင်းပြီဖြစ်စင်မိမိရဲ့ပြည်သူလူထုကိုငြိမ်းချမ်းအောင်ထားနိုင်တယ်စိုးတက်အောင်ထားနိုင်တယ်အဲယုံကြည်ချက်တည်တည်ဆောက်နိုင်တယ်စီလုံးညီညွတ်အောင်တည်ဆောက်နိုင်တယ်လူအဖွဲ့အစည်းတစ်ခုကိုလုပ်နိုင်တယ်ဒီလိုမျိုးနှစ်ပေါင်း30အခမ်းအနားကဘာကိုပြလဲဆိုတော့အဲဒီတိုင်းရင်းသားတွေရဲ့ပြည့်ဝတဲ့ကိုပိုင်ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့အနာဂတ်ပြည်ထောင်စုရဲ့ရှိရလက္ခဏာဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်